မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ ဒီနေ့ကတော့ပို့တူနေပါဘောနော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ fever club world cup ပြိုင်ပွဲရဲ့ပွဲစဉ်နေရှိသေးရပါဘောနော်ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ပွဲစဉ်၄ပွဲရှိရအဲ့ဒီ၄ပွဲတွေကနေပြီးတော့မှဒီနေ့ဗီဒီယိုမှာကျွန်တော်ဒီနှစ်ပွဲကိုကြိုတင်ပြီးတော့သုံးသပ်ပေးတော့မှာဖြစ်တယ်ဘောနော်အဲ့တော့ဒီမနေ့တော့ရတနေ့ရရဘောနော်ဒီအပိုင်းတောက်လျှောက်တင်ပေးခဲ့တဲ့ပွဲစဉ်တွေကတော့အရင်အဆင်ပြေခဲ့တာမရှိဘူးအဲ့တော့ဒါဒီနေ့ပို့တူနေမှာတော့ဒါကစားမဲ့၄ပွဲတွေကနေပြီးတော့မှအဆင်ပြေမယ်လို့ထင်နေဒါပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးထုတ်ပြီးတော့သုံးသပ်ပေးတာဘောနော် အဲ့တော့ဒါဒီနေ့ညအတွက်ပထမဆုံးသုံးသပ်ပြီးခြင်းနဲ့ပွဲစဉ်အကြောဒီနေ့ည10:00ခွဲမှာကစားမယ်မက်ဆီဒီနဲ့ ဝိုက်တဲ့အတင်းတွေအပွဲစဉ်ပေါ့နော်အပွဲစဉ်ကိုတော့ပထမဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒီနေ့မှကျုပ်တင်သုံးသပ်ပေးမှာပေါ့နော်အဲ့တော့ဟုတ်ပြီဒါအဲ့ဒီပွဲစဉ်ရဲ့လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်မန်စီးတီးက၃ဂိုးသွင်း၁၀ပြားရမယ်ပြီးတော့၉ပေါင်းအနေနဲ့ဆိုလို့ရှိရင်၄ဂိုးသွင်းပြား၉၀ရမယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကအုပ်စုကြီးရဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်လက်ရှိအုပ်စုကြီးမှာဆိုလို့ရှိရင်မန်စီးတီးချုပ်ပင်တဲ့အတင်းတွေကဒါနောက်နောက်တစ်ဆင့်တက်ဖို့ရေပန်းအစားဆုံးအတင်းတွေဖြစ်တယ်ပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်မန်စီးတီးအနေနဲ့တစ်ဖက်ကမော်ရိုကိုကလပ်အတင်းဖြစ်တဲ့ဝိုက်တဲ့အတင်းနဲ့ စားအရင်ဆိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒီမန်စီးတီးအတွက်တော့ဒီပွဲစဉ်ကအရင်ခက်ခဲနေမှာတော့မဟုတ်ဘူးကောနော်ပြီးတော့ဒါပေမဲ့ဒီပွဲကဒါပြောမယ်ဆိုလို့ရှိရင်ဖီလာဒဲဖီးယားမြို့မှာကစားမှာဖြစ်တယ်ကောနော်ဒါ US ရဲ့နေ့လည်ခင်းအချိန်မှာကစားမှာဖြစ်တဲ့အတွက်ကြောင့်အပူချိန်အားဖြင့်ဆိုလို့ရှိရင်80ဒီဂရီဖာရင်ဟိုက်ဝန်းကျင်လောက်မှာကစားမှာဖြစ်တဲ့အတွက်ကြောင့်နှစ်ဖက်သင်းကစားသမိုင်းအနေနဲ့ဆိုလို့ရှိရင်ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်ပိုပြီးတော့ပွဲပတ်မှုတန်ပိုခံရနိုင်ရေးရှိတယ်ကောနော်ဒီတစ်ဖက်ကမော်လိုကိုကလပ်အသင်းဖြစ်တဲ့ white out ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့က the ဖီဘာကလပ်ဝါကပြိုင်ပွဲကိုဆိုလို့ရှိရင်2022ခုနှစ်တုန်းကသူဝင်ပြိုင်ဦးတယ်ပေါ့နော်အဲတုန်းကသူတို့အဲဟာလီဒင်းနဲ့ကစားတယ်ဒါဒီမိနစ်60တင်းမှာတည်ကြခဲ့ပြီးတော့ပနတီအဆုံးဖြတ်မှာရှုံးခဲ့ပြီးတော့သူတို့ပြိုင်ပွဲကနေထွက်ခဲ့ရတယ်ပေါ့နော်အဲတော့ဒါပြောမယ်ဆိုလို့ရှိရင် white deck ပေါ့နော် white deck အသင်းရဲ့လက်ရှိအဆင့်တန်းပြောမယ်ဆိုလို့ရှိရင်အဲဟာလီနဲ့ level ရှင်ကစားနိုင်တဲ့အဆင့်တန်းမျိုးသူ့မှာရှိတယ်ပေါ့နော်ဒါပေမဲ့လို့ Mercedes အသင်းကိုကျွန်တော်ပြောပြကြည့်လို့ရှိရင်လည်းသူတို့ကဘလုံးပိုင်ဆိုင်မှုအသားပေးပြီးကစားတတ်တဲ့ပုံစံတစ်ခုကဒါ Monaco ကလပ်အသင်းအတွက်ဆိုလို့ရှိရင်တော့ချင်းတိပေါ့ခက်ခဲစေနိုင်တယ် ပေါ့နော်ပြီးတော့လက်ရှိ Man City ရဲ့လူစင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲတော်တော်လေးကိုတောင်းတင်နေပြီးတော့ကစားသမားအသည့်တွေလည်းသူ့အနေနဲ့ခေါ်ယူအားပြေလာတာရှိတယ်ပေါ့နော်ပြီးတော့ဒါ Man City ရဲ့ကွင်းလန်ကစားပုံကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲတော်တော်လေးကိုအားကောင်းနေဒါကွင်းလန်လူတွေအနေနဲ့ဆိုလို့ရှင်လဲဘောလုံးဆုံးချုံမှုမရှိအောင်အကောင်းဆုံးထိကြောက်ကစားနိုင်နေပြီးတော့သူတို့ရဲ့ positioning play ကစားပုံကတော်တော်ကောင်းနေဆိုတော့ဒီပွဲမှာဒီနှစ်သိန်းကြားလေးမှာလဲဒါတိတိတတ်တာကွာနေခြေစွမ်းတစ်ခုကြောင့်ဒီပွဲမှာ CD ရဲ့အနေနဲ့တပွဲလုံးကို ပိုမိုပြီးတော့ဖြည့်ကစားသွားနေသွားနိုင်ကြီးရှိတယ်ပေါ့နော်ပြီးတော့2023ခုနှစ်တုန်းကဆိုလို့ရှိရင်လည်းမက်ဆီဒီကဖီဘာကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာဆိုလို့ရှိရင်ချန်ပီယံဖြစ်ခဲ့ဘူးတယ်ပေါ့နော်ပြီးတော့အဲ့ဒီတုန်းကကစားခဲ့တဲ့နောက်ပွဲလုံးမှာဆိုလို့ရှိရင်လည်းမက်ဆီဒီက3 C 4 C တွေနဲ့သူတို့အနိုင်ရထားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်က white တဲ့အတင်းကိုကျွန်တော်ပြင်ကြည့်နေတော့သူတို့ ကစားခဲ့တဲ့နောက်ဆုံးနှစ်ပွဲမှာဆိုလို့ရှိရင်နှစ်ပွဲလုံးရှုံးတယ်ဗောနဒါဒီပြိုင်ပွဲမှတိုင်ရင်မှာဆိုလို့ရှိရင်ဒါ white အသင်းကဥရောပအတွေ့အကြုံရအောင်ဆိုပြီးတော့ဒါ civila bodon အသင်းအနေနဲ့သူခြေစမ်းပွဲကြီးကစားခဲ့တယ်။ဒါမှမဟုတ်နှစ်ပွဲလုံးမှာသူအနေနဲ့ one seed ရနေပြီးရှုံးခဲ့တာဖြစ်တယ်ဗောနအဲ့တော့ဒါဒီပွဲကတော့ကျွန်တော်အနေနဲ့ messi ရဲ့တစ်ဖက်သက်သွင်းလို့လို့ပဲ မြင်တွေ့ရလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်ဒါ US ရဲ့တနေ့တာမှာအပူချိန်အမြင့်ဆုံးအချိန်တစ်ခုဖြစ်တဲ့နေ့လေကင်းအချိန်မှာကစားမှာဖြစ်တာကြောင့်ဒီပွဲကနံပါတ်ကစားသမားအိတွက်ပွဲပတ်မှုတန်ကိုပို့ပြီးတော့ခံရနိုင်ခြင်းရှိတယ်ဆိုပေမဲ့လို့လေ CD အနေနဲ့က Club World Cup ပြိုင်ပွဲမှာဆိုလို့ရှိရင်အတွေ့အကြုံရှိသားပြီးသားဖြစ်တယ်ဗောနော်အဲ့တော့သူ့အနေနဲ့လေဒါဒီမေကွန်အတွက်ဆိုလို့ရှိရင်အပြေသူ့ရှာပြီးသားဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော် အဲ့တော့ဒါဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒါ Mercedes အသင်းကိုသဘောကျတာပေါ့နော်ဒီ 3C လောက်တော့ကျွန်တော်မျှော်လင့်နေတယ် 3C 4C လောက်တိတော့မျှော်လင့်ကြည့်နေတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်က Mercedes အသင်းကိုရွေးချယ်ပေးခြင်းနေပေါ့ဟုတ်ကဲ့အဲ့တော့ဒါဒီနေ့ညအတွက်နောက်ထပ်သုံးသပ်ပေးခြင်းနေပွဲစဉ်တစ်ပွဲကကျတော့ဒါဒီနေ့ညတနင်္လာပွဲမှာကစားမဲ့ Real Madrid နဲ့ Al Ahly တို့ Al Ahly တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါ့ကြည့်ကိုကျွန်တော်ပြန်ကြည့်နေတော့ Real Madrid ကတကူသွင်း65ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်၃ကူသွင်း65ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကဒါပြော ောမယ်ဆိုလို့ရှိရင်အုတ်စု8ရှယ်ပိုးစဉ်တစ်ခွဲဖြစ်တယ်ဗောနော်ဒီအုတ်စုမှာအားကောင်းဆုံးအသင်းကတော့ Real ဖြစ်တယ်ဗောနော်ဒါပြောမယ်ဆိုလို့ရှိရင် Real နဲ့တစ်ခွဲက AR လို့ဒီနေ့မှာကစားမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီနှစ်သင်းကဒါပြီးခဲ့တဲ့ FIFA Club World Cup ပြိုင်ပွဲတုန်းကလည်းတွေ့ဆုံမှုတယ်ဗောနော်အဲ့တုန်းကတော့ Real က9ခု3ခုနဲ့အနိုင်ရခဲ့ဦးတယ်အဲ့တော့ဒါနှစ်သင်းလုံးအနေနဲ့ကျတော့လေတသင်းနဲ့တသင်းထိတိုက်တွေ့ဆုံမှုရှိပြီးသားဆိုတော့တသင်းကြောင်းလည်းနောက်ထပ်တသင်းကတည်နိုင်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲကနှစ်သင်းလုံးချိုးတင်ပြင်ဆင်မှုတွေလုပ်ထားနိုင်မယ်လို့ ထင်တာကြောင့်ဒီပွဲစဉ်ကတော်တော်လေးကိုကြီးကောင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါ real ကိုကျွန်တော်ပြန်ကြည့်ရင်တို့က fiber club world cup ပြိုင်ပွဲမှာဆိုလို့ရှိရင်အအောင်မြင်ဆုံးအသင်းတစ်သင်းပြင်ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်တို့တမိုင်းတစ်လျှောက် champion ၅ချိန်ကြီးဖြစ်ခဲ့ဦးတာကိုတွေ့ရတယ်ပြီးတော့ဒါ real ပေါ့နော် real အသင်းကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်တော့တို့ကစားခဲ့တဲ့နောက်ဆုံး16ပွဲမှာဆိုလို့ရှိရင်ဒီ14ပွဲကတို့ရဲ့ခံစီက ဒီပီကိုတွေခွင့်ပြုပေးခဲ့ရတယ်ဒီတစ်ပတ်က AL အသင်းကိုကျွန်တော်ပြင်ကြည့်နေနောက်ဆုံး6ပွဲမှာအပြန်လိုက်သွင်းကိုတွေရှိခဲ့တာစုစုပေါင်း4ပွဲတိရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့လက်ရှိနှစ်သင်းလုံးရဲ့နီးပြတွေကိုကျွန်တော်ပြင်ကြည့်လိုက်ပြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ညံ့တဲ့တစ်တွေဖြစ်နေရပေါ့နော်ဒါ Real မှာဆိုလို့ရှိရင်လည်းနီးပြဖြစ်လက်ပြီးခဲ့တဲ့အရာဒီတုန်းက Liverpool ဆင်မှာအောင်မြင်မှုတွေရခဲ့ဘူးလေစားပြီးလို့ဆိုဒီတစ်ပတ်က AL မှာဆိုလို့ရှိရင်လည်းဒီအခုနှစ် ရာဒီမှာဒါ Champion League Final ထိအင်တာနက်အတူရောက်ခဲ့ဘူးတဲ့အင်ဆိုင်ကြီးတို့ကစတင်ခိုင်တွေ့သွားမှာဖြစ်တယ်။အဲ့တော့နှစ်သင်းလုံးအနေနဲ့ကျတော့နှစ်သင်းလုံးရဲ့နီးပြားတွေအနေနဲ့သူတို့ရဲ့အဖွင့်ပွဲစဉ်တွေမှာဒါအသီးသီးမြန်တပန်းလှဖို့ဆိုလို့ချင်းဒီပွဲစဉ်မှာဂျိုလင်ပီစင်မှုတွေလှုပ်လာလိမ့်မယ်ပေါ့နော်။ပြီးတော့တိုက်စစ်ပိုင်းကိုကျွန်တော်ပြင်ကြည့်လို့ရှင်လဲဒီရာဒီမှာအဲဟာလီအသင်းအတွက်23ပွဲမှာ16ခုထိသွင်းယူပေးထားခဲ့တဲ့ဖူဝမ်တိုက်စစ်မှုပေါ်ဖြစ်တဲ့မီထရိုဗစ်နဲ့ဒါတစ်ဖက်ကရီယယ်မှာဆိုလို့ရှင်အမ်ဘာပေဗီနီစီယားတို့ရဲ့အတိုက်စစ်အတွဲအဖွဲ့တွေကိုဒီနေ့မှာမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်။ ်။ပြီးတော့ဒီပွဲကဒါပြောမှာဆိုလို့ရှိရင်နှစ်သိန်းလုံးရဲ့အပြန်လည်တိုက်စစ်စင်ကစားမှုတွေနှစ်ဖက်သိန်းရဲ့တွင်းကိုးတွေကိုဒီနေ့ပွဲစဉ်မှာမြင်တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့နှစ်သိန်းလုံးမှာကလည်းဒါဥရောပမှာကစားမှုရဲ့ကစားသမားတွေများတယ်။ဒါအတွေ့အကြုံများတဲ့အရှင်းနဲ့ player တွေ ပါဝင်မှာဖြစ်တယ်ပြီးတော့ဒါညီပြတွေအနေနဲ့ဆိုလို့ရှင်လဲဒါအတွေ့အကြုံများတဲ့ညီညီပြတွေဒါပြောမယ်ဆိုလို့ရှင်အကင်တွေကင်တွေမှာဖြစ်တဲ့အတွက်ကြောင့်ဒီဘွဲကဒါနှစ်ပတ်သိန်းသွင်းကိုလေးကျွန်တော်ညွန်လင်းကြည့်ချင်တယ်ပေါ့နော်ဒါသုံးကိုသွင်း65ပြားရှုံးမဲ့ကြီးတကူမှာတော့ဒီဘွဲကနှစ်သိန်းပေါင်း၄ကိုလောက်တော့ကျွန်တော်ညွန်လင်းကြည့်ချင်တယ်အဲ့တော့ဒါဒီနေ့ဗီဒီယိုအတွက်နောက်ဆုံးသုံးသပ်ပေးချင်တဲ့ဘွဲစဉ်အနေနဲ့ဆိုလို့ရှင်ဒါရီးရဲ့နဲ့အဲဟန်လီတို့ရဲ့ဘွဲစဉ်မှာတော့ကျွန်တော်ကိုပေါ်ရွေးချယ်ပေးလိုက်မှာပေါ့